ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတရုတ်စီးပွားရေးလုပ်ငန်းများယင်းနှိမ့်မြုပ်နှံမှုကိုနိုင်ငံအကြီးအကဲမူဟာမက်ယူနက်ကြီးကျူးပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်ချားပြတ်အစိုးရအတိုင်းပင်ခံအကြီးအကဲမူဟာမက်ယူနက်ကဘေကျင်းကတီးတန့်အင်တာဗျူးတစ်ခုအတွင်းတရုတ်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေးမှုအကြောင်းပြောကြားရာမှာဘင်္ဂလားဒေ့ရှ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာတရုတ်ယင်းနှိမ့်မြုပ်နှံမှုရဲ့အရေးပေါ်မှုအကြောင်းကိုကြီးကျူးပြောဆိုသွားပါသည်။ လက်ရှိမှာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတရုတ်ကကုမ္ပဏီပေါင်းတထောင်နီးပါးဖွင့်လှစ်ထားကအလောအကိုင်းပေါင်း9သိန်းခွဲကျော်ဖန်တီးပေးထားနိုင်မှာထိတရုတ်မီဒီယာဂရု CMG နဲ့မက်လာ26ရက်နေ့ကဘေကျင်းမှာပြောကြားရှာမှာယူနက်စကဘင်္ဂလားဒေ့ရှ်မှာတရုတ်လုပ်ငန်းတွေကိုပုံမမြင့်တွေ့လိုပြီးတိုင်းပြည်အတွင်းနိုင်ငံခြားကုမ္ပဏီများအသွက်စီးပွားရေးရှဝန်ကောင်းတစ်ခုကိုအစိုးရကဖန်တီးပေးဖို့ကြိုးပမ်းနေကြောင်းပြောသွားပါတယ် တင်းတို့စီးပွားရေးအတွက်တင်းတို့လာလုံချတာဖြစ်ပေမဲ့ဒီကလူငယ်တွေရဲ့အတွက်အလောက်အကိုင်းများစွာဖန်တီးလာနိုင်ပြီးသူပွားလာတဲ့ဒူးရေးအတွက်အလုံးလက်မှတ်ဖြစ်မှာကိုမစိုးရိမ်ရှားတော့ပါဘူးပူပြီးတော့ရှင်းဒီမြုံနှမ်းလေးပူပြီးတော့အကျိုးရှိလေးဖြစ်ပါတယ်လို့ယူနက်စကပြောပါတယ်လက်တလုံးနှစ်များအတွင်းဘင်္ဂလားဒေ့ရှ်မှာတရုတ်ထုတ်ကထဲချုပ်ကစလို့ဆဲဖုန်းသက်စင်လုပ်ငန်းများအထိစက်ယုံတင်များဖွင့်လှစ်လာပါသည် ။တရုတ်လုပ်ငန်းထွေဒီကိုရွှေပြောင်းလာခြင်းဖြင့်နီးပညာထွေတင်ယူရရှိပါထေ။ဘင်္ဂလားဒေ့ရှ်ကလူထွေအလောက်အကိုင်းရှိလာယုံမကကျွမ်းကျင်မှုထွေပါရရှိလာပြီလို့ဆိုပါထေ။တရုတ်ကနီးပညာပိုင်းမှာအလွန်တိုးတက်လာချောင်းကို ပြောသွားပြီးဘင်္ဂလားဒေ့ရှ်အတွက်တော့တင်ယူစရာရင်းမြစ်ကြီးဖြစ်တယ်လို့ပြောင်းပင်လိုက်ပါထေ ယူနက်စ်ဟာမတ်လ26မှ29အထိတရုတ်သို့သွားရောက်လက်ပတ်ခဲ့ကဟီနမ်မှာပြုလုပ်တဲ့ BFA နှစ်ပတ်လည်ကွန်ဖရင့်2025ကိုတက်ရောက်ခဲ့ကဘေကျင်းသို့သွားရောက်ပြီးသမ္မတရှီချင်းဖြင့်တရုတ်ထိပ်သီးခေါင်းဆောင်များနဲ့တွေ့ဆုံခဲ့ပါတယ်လို့သိရပါတယ်ရှင်။